ကဲစင်ကာပူမှာကိုယ့်ရဲ့တမီးရှိတယ်ဆိုလို့ရှင်တတိတာထားလိုက်တော့ကလားနဲ့လိုက်ကုန်းနေတယ်ဆိုတာတော့မှတ်ထားလိုက်တော့ဘာကြောင့်အဲ့လိုပြောလဲဆိုလို့ရှင်ပြီးကြံပြောပြမယ်အခုဒီမှာပြောပြတဲ့ဟာကကျွန်တော်အခြားလူမျိုးတွေမပြောပြဘူးကျွန်တော်တို့တိုင်းသားရှစ်မျိုးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခြားလူစိတ်စိတ်နဲ့ဝင်စားဘူးเนาะဆိုတော့ တိုင်းတပားမှာမြန်မာလူမျိုးဆိုတာအတီးတီးနိုင်ငံအတီးတီးမှာရောက်ရှိနေတဲ့မြန်မာလူမျိုးဆိုတာအများကြီးတဲ့အများကြီးဒါပေမဲ့လို့အတချိန်လုံးနာမဲ့ဖတ်နေတဲ့ဟာကတော့စင်ကာပူပဲဖြစ်ပါတယ်ဒါကြောင့်မလို့စင်ကာပူမှာကိုယ်မှာတာသမီကိုယ်မှာကိုယ့်ရဲ့မိန်းမစင်ကာပူမှာရောက်ရှိနေတယ်ဆိုလို့ရှင် တတိသာထားလိုက်တော့ဘယ်လိုတတိထားရမလဲဆိုလို့ရှင်အဓိကတော့ကလားနဲ့ကုန်းမကုန်းမကုန်းနဲ့ကုန်းမကုန်း Sunday တိုင်းမှာ ကျမမှာယောက်ျားမရှိပါဘူးကျမမှာချစ်သူမရှိပါဘူး single မှ single single အစ်စ်မှစစ်ပါဆိုပြီးတော့ဟလာကလားတဲ့တွားပြီးတော့ကုန်းတာပြီးကြတော့တို့ကဒေါ်လာ9.30ပဲရရတယ်ဘာမှမရဘူးတချို့ဆိုနှခမ်းနေတောင်း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 ပဲရရတယ်နော်တချို့ဆိုနှခမ်းနေတောင်းမှဘာမှမရဘူးတို့စာလို့ကိုတမင်သွားစားတာရှိတယ်မြန်မာမျိုးသမီးတီထဲကဒါကြောင့်မလို့ခုကစင်ကာပူမှာရောက်ရှိနေတဲ့မြန်မာပြည်သားတွေမြန်မာမိန်းကလေးတွားကြည့်လိုက်တို့ ပိုင်ထားတဲ့လက်သုပ်စာလက်သုပ်စာလေးကိုမထင်းချောင်းနိုင်ပဲနဲ့ဟုတ်လားကမ်းခြေမှာဘလူးပြန်လောက်ကဘလူးပြန်ရထားပေါ်မှာဘလူးပြန်လောက်ကဘလူးပြန်ပေါ်ရင်ကြီးကိုသူတို့မှရှက်တရားမရှိအောင်အဲ့တော့ခမားတို့ရဲ့တားသမီးကဟိုမှာခမားတို့မယားတွေကဟိုမှာစင်ကာပူမှာနော်ကလားနဲ့ကုန်းနဲ့ဆိုတာရောတိတာတိကြတယ်အခုစင်ကာပူမှာရောက်ရှိနေတဲ့ကလကုန်းမှလည်းကျွန်တော်မပြောလို့တော့ဘူးသူတို့ကဘလောက်ပဲပြောပြောသူတို့ကမနာတယ်လို့သူတို့ကမလုံးမှလည်းဟိုအမှတ်မရကြဘူး ဒါကြောင့်မလို့ခုလက်ရှိမြန်မာပြည်မှာရှိတဲ့ခမားတို့ရဲ့အတိုင်းဝိုင်းခမားတို့မိပါတွေကိုကျွန်တော်ကပြောပြချင်းဖြစ်ပါတယ်ခမားတို့ရဲ့တာသမီဟိုမှာဖားတယ်ဖြစ်နေတာဖားတယ်အလုပ်လုပ်တယ်ဆိုတော့ကျွန်တော်ပြောပြချင်းတာနောက်တစ်ခုကကိုယ့်ရဲ့တာသမီကိုသွားကြည့်လိုက်ပါစင်ကူမှာရောက်ရှိနေမိန်းကလေးတော်မင်းများကိုသွားကြည့်တို့ရဲ့လစာတင်း60ကနေတင်း60ကြားမှာလည်းရတယ်เนาะတကယ်လို့တလောက်ကိုတင်းတရာတင်း70 90ပို့နိုင်ပြီဆိုလို့ရှင်တတိတာထားလိုက်ဒါကလားနဲ့ကုန်းလုံးအဲ့လိုမျိုးပို့နိုင်တာစင်ကာပူရဲ့စီကံကဘာလဲဆိုကိုပိုင်စီးပွားရေးလည်းလုပ်လို့မရဘူး အရင်ကတော့သွားတွေ့တာလမ်းပေးနာမှာသူကဖျားလေးခင်းပြီးတော့သူ့ဟာသူရောင်းလာဟိုပစ္စည်းလေးတွေရောင်းလာဒါကိုရဲတပ်ဖွဲ့ကဖမ်းခံရတယ်ရောင်းပိုင်မှုရှိဘူးသူတို့ကအလုပ်တစ်ခုရလုံးလုံးရမှာနော်အဲ့လိုရှိအလုပ်သွားနေတဲ့လူတွေပြောတာပါအလုပ်နဲ့သွားတဲ့လူတွေကိုဆိုတော့တင်း40နဲ့တင်း60ကြားမှာပို့နိုင်မယ်တင်း70 90 100ပို့နိုင်ရဲ့လူဆိုလို့ရှိရင်တချို့မိပါဒီကအပျော်ကြီးပျော်ပြီးဟိုမှာထိုင်စားနေတယ်ငါမင်းမကငါသမီးကဒီလောက်ပို့နိုင်ပါလားဆိုပြီးအပျော်ကြီးပျော်ပြီးထိုင်စားမပျော်နဲ့ ခမရဲ့တမီးကဟိုမှာဖာတယ်အလုပ်လုပ်နေတာခမတိလားဟမ်ဖတ်ထားစေခြင်း ਨੇ ပြီးတော့သူတို့ကကလားနဲ့ကုန်းနဲ့ဆိုရင်လေအာခုလိုမျိုး privacy ပေါ့နော်လက်ရှိ hotel မှာတူတူတိတ်တိတ်သွားပြီးတော့ကုန်းတာမဟုတ်ဘူး public မှာ public မှာမြန်မာဆိုတဲ့နာမည်ကိုဖြစ်စီပြက်လို့ရအမြဲတမ်းလုပ်နေတာကတော့စင်ကာပူပဲဖြစ်ပါတယ်စင်ကာပူမှာရောက်ရှိနေတဲ့မြန်မာတိုင်းသား၈မျိုးထဲကအမျိုးသမီးတွေပဲဖြစ်ပါတယ်အဲ့ဒါကို MC တာလာပြောပြတာပါ ောက်တစ်ခုကတိုင်းပြည်ထဲမှာရှိတဲ့လူကြီးတွေတိဖို့လိုတယ်စင်ကာပူကနေပြန်လာတဲ့ main ကလေးဟူမန်သမ ्या ကိုကောင်းမကောင်းခဏထားအောင်တွေးရတော့စစ်ဖို့လိုတယ်အဲ့လိုမျိုးသားတွေးမစစ်ဘူးဆိုလို့ချင်းမြန်မာပြည်မှာနောက်တနည်းနည်းဆိုလို့ရှိရင်တော့အဲ့ဒီနော်ဟိုပြောတဲ့စကားရှိပါတယ်ဒီအဖို့တဖို့တဖို့ကြောင့်နော်တိုင်းပြည်ကိုရောင်းစားလုပ်ရတယ်ဆိုတဲ့စကားရှိပါတယ်အဲ့တိုင်ဖြစ်လာမှာမြန်မာပြည်မှာအဲမှာရှိတဲ့ယောက်ျားလေးဟူမန်သမ ्या လူအလုံးဟူမန်သမ ्या AIDS နဲ့ပဲတိတ်ကုန်တော့မှာဒါတော့သိကြပါတယ် ဲ့ဒါတိုင်းပြည်ကလူကြီးတွေသိဖို့လိုပါတယ်ကျေးဇူးပါဗျာ